မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ကြောက်တိစစ်ကော်မရှင်ကကြားဖြတ်ကိစ္စအထိုင်းကိုပါအပြစ်တင်လွှဲချတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ကရင်ပြည်နယ်မြန်မာထိုင်းနယ်ဆက်ရှိကြားဖြန့်ခအွန်လိုင်းငွေလိမ်ခိုင်းများနှင့်အ धिक ပတ်သက်နေသည့်အာနာသိန်းစစ်ကော်မရှင်က၎င်းတို့လုပ်ရက်ကိုဖုံးကွယ်၍ကရင်အမျိုးသားအစည်းအရုံး KNU အပြင်ထိုင်းနိုင်ငံကိုပါအပြစ်တင်လွှဲချလာကြောင်းသိရပါသည်စစ်ကော်မရှင်သည်မကြသေးမီကမြဝတီ မေထော်တလေးရှိကြားဖြန့်ခိုင်း KK ဘတ်နေမျိုးကိုဝင်ရောက်ခါအဆောက်အုံများဖြိုချဖြက်စီရှင်းလင်းပြခဲ့ပြီးထိုင်းနိုင်ငံကြောင့်ယခုကိစ္စဖြစ်ပေါ်လာရကြောင်းဆွဆွဲပြောဆိုထုတ်ပြန်လျက်ရှိပါတယ်။အဆောက်အုံအတွက်လိုအပ်တဲ့မီဆက်အင်တာနက်စတာလင်ဆက်လူသုံးကုန်ပစ္စည်းစတာတွေကိုထိုင်းကုန်သည်တွေကတရားမဝင်လမ်းကြောင်းကနေထောက်ပံ့တာနဲ့ရောင်းချတာတွေပြုလုပ်နေပါတယ်ဟုစစ်ကော်မရှင်က၎င်းတို့၏ဝါဒဖြန့်သတင်းစာမှတဆင့်ဆိုထားပါတယ်။ရှင်းအပြင် KK ဘတ်နေမျိုးရှိအွန်လိုင်းလောင်းကစားလိမ်လည်မှုနဲ့ ဒုစရိုက်မှုများကျူးလွန်သူများသည်ထိုင်းနိုင်ငံမှတဆင့်ခံ၍နေဆက်ဖြတ်ကျော်ရောက်ရှိလာခြင်းဖြစ်ကောင်း90ရာခိုင်နှုန်းကျော်ရှိပြီး၎င်းတို့ကိုဖမ်းဆီးစစ်ဆေးနေကြောင်းဖော်ပြထားပါသည်။အဆိုပါဖမ်းဆီးဖြိုချဖျက်ဆီးမှုများသည်စတာလင်တုံ့၍ငွေလိမ်ကိုင်းပြန်ကြီးထွားလာမှုအပေါ်တရုတ်အစိုးရအပြင်အမေရိကန်ကွန်ဂရက်ကပါစုံစမ်းစစ်ဆေးသွားမည်ဆိုသောသတင်းများထွက်ပေါ်လာပြီးနောက်ရက်စိတ်စိတ်လှုပ်လာခြင်းဖြစ်ပါသည်။ထိုပြင်ထိုင်းဆိုရကဖန်စီထားသည့်နိုင်ငံတကာရာဇဝတ်တရက်ခံဖြစ်သူရွှေကုတ်ကိုကြားဖြန့်ကောင်းဆောင် ရှီကြီးကြံ့ကိုတရုတ်နိုင်ငံသို့တွဲပြောင်းပေးမိကိစ္စသည်လဲစစ်ကောင်စီအတွက်အကြက်ရိုက်စေကြောင်းလေးလာသူတို့ကထောက်ပြပါတယ်။ရင်းအခြေအနေများကြောင့်တရုတ်အစိုးရ၏တုံ့ပြန်လာမှုကိုစိုးရိမ်ကြောက်လန့်၍၎င်းတို့အတွက်အရေးမပါသောပြည်ပနိုင်ငံသားများနှင့်အဆောက်အုံများအားအယောင်ပြလုပ်ပြနေခြင်းမျိုးဖြစ်သည်ဟုဒေသခံများ၏ပြောပြချက်အရသိရပါတယ်။စစ်ကောမရှင်ကမူကြားဖြန့်ခိုင်း KK ပတ်နေမျိုးကို၎င်းတို့အနေဖြင့်တရုတ်ဝင်ခွင့်ပြုထားခြင်းမရှိသလို KNU ခေါင်းဆောင်များမှပါဝင်ပတ်သက်ခါ ငွေကြေးရယူ၍လောက်ကင်နေခြင်းဖြစ်ပြီးလက်ရှိတွင်ဆုံးသုံးဆုံးရှိနေကြောင်းစွပ်စွဲပြောဆိုထားပါသည်သို့သောလက်ရှိတွင် KK ဘက်အပါအဝင်နေဆက်ဒီတာကြားဖြန့်ခိုင်းများကိုစစ်ကော်မရှင်နှင့်၎င်းလက်အောက်ခံခရီးနေကြစောင့်တက် PGF တို့ကတရုတ်နိုင်ငံသားများနဲ့အတူပူးပေါင်းလုပ်ကိုင်နေပြီးနိုင်ငံအသီးသီးအားလိမ့်လည်နေကြောင်းသိရပါတယ်။ဆက်လက်ပြီးအမေရိကန်အစိုးရပိတ်သိမ်းမှုကိစ္စမှာကြီးကြီးမားမားအောင်ပွဲရတယ်လို့ထရန့်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ အမေရိကန်စစ်ပြန်တွေကိုဂုံပြုတဲ့နှစ်ပတ်လည်အခမ်းအနားမေကွန်ပြောကြားရမှာသမရဒေါ်နယ်ထရန့်ကအမေရိကန်အစိုးရဌာနတွေအရှိကြဆုံးပိတ်သိမ်းထားရမှုနဲ့ပတ်သက်လို့ပြိုင်ဘက်ဒီမိုကရက်တို့အပေါ်အောက်ပွဲရလိုက်တယ်လို့နိုဝင်ဘာ17ရက်မှာပြောလိုက်ပါတယ်။လွှတ်တော်ဆိုင်ရာလိတ်ခဲတဲလေအခြေအနေအဆုံးသတ်စေရေးလမ်းပွင့်သွားစေမဲ့သဘောတူညီမှုအတွက်ဒီမိုကရက်တစ်တို့ကနိုဝင်ဘာ10ရက်က Republican တွေနဲ့အတူထောက်ခံမဲ့ပေးခဲ့ကြတဲ့အချက်ကိုထရန့်ကအမိအရပြောဆိုလိုက်တာဖြစ်ပါတယ်။ အာလင်တော်အမျိုးသားတုတ်တံမှကျင်းပတဲ့စစ်ပြန်ညာနေ့အခမ်းအနားတက်ရောက်လာသူတွေတဲ့ Republican လွှတ်တော်အမတ် Mike Johnson ကိုတတိပြုပြီးသွားချိန်မှာ Trump ကအရင်ကြီးမားတဲ့အောင်ပွဲအတွက်ဂုဏ်ပြုပါတယ်လို့ပြောကြားခဲ့ပါတယ်။အစိုးရဌာနတွေပိတ်ထားရမှုကြောင့် Federal အလုပ်သမားတက်တန်းလောက်လောက်ခလာစာမရဖြစ်ခဲ့ပြီးအားလည်းရရသည်မတိုင်ခင်လေကြောင်းခီးသွားလာမှုတွေအနောက်ရှက်ဖြစ်ခဲ့ရတယ်လို့ဝင်ဝင်နဲ့အိမ်အောင်စုတွေအတွက်စာနယ်ရိက္ခာအကူအညီတွေအနည်းငယ်ကြောက်ရောက်ခဲ့ပါတယ်။ ဇန်နဝါရီအထိအစိုးရအဖွဲ့ကိုရန်ပုံငွေထောက်ပံ့မဲ့သဘောတူညီချက်တရက်ကိုအထက်လွှတ်တော်ဒီမိုကရက်အမတ်ရှိဦးကထောက်ခံခဲ့ကြတာဖြစ်ပါတယ်။အခုတော့အဲ့ဒီဥပဒေကြမ်းကိုအောက်လွှတ်တော်ကမေခွဲဆုံးဖြတ်ဖို့ရှိနေတာကြောင့်အမေရိကန်အစိုးရဌာနတွေပိတ်သိမ်းထားရမှုဟာနိုဝင်ဘာ14ရက်လောက်မှအဆုံးသတ်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီလောက်ရကြောင့်ဒီမိုကရက်တို့ကြားသဘောထားကွဲလွဲမှုဖြစ်ပေါ်လာပြီးသူတို့အနေနဲ့ကြမ်းမကြီးစောင့်ရှောက်မှု ထောက်ပံ့ချေပေးမှုတက်တန်းတူရေးတောင်းဆိုခဲ့တဲ့နယ်လို့ပြောဆိုနေကြပါတယ်။ ကျမကြီးဆောင်ရှားမှုထောက်ပံ့ကြေးပေးတဲ့ကိစ္စဟာအစိုးရဌာနတွေပိတ်သိမ်းထားရမှုတိုက်ပွဲရဲ့အဓိကနေရာမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ပြည်နယ်သုံးခုကရွေးကောက်ပွဲတွေမှာအနိုင်ရတဲ့အတွက်ဒီမိုကရက်တို့အောင်ပွဲခံပြီးနောက်ရပ်ပိုင်းအကြမ်းမှာအဲ့ဒီသဘောထားကွဲလွဲမှုထွက်ပေါ်လာတာဖြစ်ပါတယ်။ပြည်နယ်သုံးခုကရွေးကောက်ပွဲတွေမှာဒီမိုကရက်တို့ပဲအနိုင်ရခဲ့တာကြောင့်နေထိုင်စားသောက်မှုကုန်ကျစရိတ်ပြည်ထနာနဲ့ပတ်သက်လို့ထရအစိုးရအပေါ်ဖိအားပိုပြီးများလာခဲ့ပါတယ်။အစိုးရဌာနတွေပိတ်သိမ်းထားမှုအတွင်ထုတ်ပေခဲ့တဲ့ဖက်ဒရယ်အလုပ်သမားတွေကို အလုတ်ပြန်ခမ်းမဲ့သဘောတူညီမှုမှာပါရှိတဲ့သတ်မှတ်ချက်တွေအတိုင်းလိုက်နာမယ်လို့ထရန့်ကနိုဝင်ဘာ10ရက်မှာပြောထားပါတယ်။အမေရိကန်သမ္မတတွေဟာစစ်မှုထမ်းတွေကိုမိန်ကွန်းပြောကြရမှာနိုင်ငံရေးအရာပါတီဆွဲပြောဆိုမှုကိုရှောင်ရှားလို့ရှိကြပေမဲ့ထရန့်ကတော့တခါပြန်အစဉ်အလာချိုးဖောက်ပြီးအခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာ17ရက်စစ်ပြန်များနေ့ကိုပထမကမ္ဘာစစ်အောင်ပွဲနေ့အဖြစ်ပြောင်းလဲသတ်မှတ်ပြီးမေ၈ရက်ကိုလည်းဒုတိယကမ္ဘာစစ်အောင်ပွဲနေ့အဖြစ်ဂုဏ်ပြုသတ်မှတ်မယ်လို့ထရန့်ကပြောဆိုထားပါတယ်။ ဆက်လက်ပြီးရန်ကုန်ပြည်ခိုင်ဖြိုးမဲဆွယ်ပွဲသို့ဒေသခံများတက်ရောက်ရန်အုပ်ကြီးတို့ဖိအားပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့ပြည်ခိုင်ဖြိုးပါတီမဲဆွယ်ပွဲများသို့ဒေသခံများတက်ရောက်ရန်ရက်ွက်အုပ်ချုပ်ရေးမှူးများကဖိအားပေးနေကြောင်းသိရပါတယ်။အော်တိုဘလ28ရက်မှစတင်ကတရားမဝင်ရွေးကောက်ပွဲအတွက်မဲဆွဲခွင့်ပြုပြီးနောက်ရန်ကုန်တွင်ပြည်ခိုင်ဖြိုးနှင့် PPP ပါတီတို့ကမြေပြင်ဆင်း၍မဲဆွဲရ၌ဗီဒွေမောင်းသူစိုက်ကားနှင်းသူစသည့်အခြေခံလက်လောက်လက်စားသမားများကို ဝင်းရံခါအဖြစ်ကျက်တထောင်ခွဲမှ3000အထိပေးမည်ဟုဆိုကာခေါ်ယူခဲ့တယ်လို့တာကေတတောင်တကုံနဲ့မြောက်ဥက္ကလာတို့တွင်ရက်ွက် အုပ်ချုပ်ရေးမှုတို့ကပြည်ခိုင်ပြိုးမဲဆွဲပွဲတက်ရန်ဖီအားပေးနေကြောင်းရန်ကုန်စကောက်နဝတ်ထံကသိရပါတယ်တာကေတမျိုးနဲ့ရက်ွက်တော်တော်များများရဲ့အုပ်ကြီးတွေကရက်ွက်နေသူတွေကိုမဲဆွဲပွဲတွေလိုက်တက်ရမယ်ဆိုပြီးဖီအားပေးနေတာတွေရှိတယ်လို့သိရပါတယ်တောင်တကုံမျိုးနဲ့ဆက်ရှိရက်ွက်မှာဘေးထွေးသမားတွေကိုမဲဆွဲပွဲတွေမလိုက်မနေရဆိုပြီးလိုက်ခိုင်းနေတယ် ညဥက္ကလာမျိုးနဲ့ကာရက်ကွက်မှာလဲဘီရဲသမားတွေကိုပွဲလာဖို့ဖိအားပေးတာတွေသိရပါတယ်ဗျဟုရန်ကုန်စကောက်နဝက်မှတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။နိုဝင်ဘာ3ရက်9ရက်အတွင်းပြုလုပ်တဲ့ပြည်ခိုင်ဖြိုးမဲဆွယ်ပွဲများ၌အုပ်ကြီးတို့ကအထက်ပါအတိုင်းဖိအားပေးခြင်းဖြစ်ပြီးဘီရဲသမားများအောက်ဝင်းရန်ကားအဖြစ်ပတ်စံပေးမပေးမသိရကြောင်း၎င်းကဆိုပါတယ်။ကြရတဲ့လောက်တာကေတမှာကြတော့ဘီရဲတွေကိုခေါ်တော့ကပတ်စံပေးမယ်ဆိုပြီးခေါ်တော့ဒါပေမဲ့တချို့အမှတ်လောင်းတွေကပေးတယ် ပြန်ကြတဲ့အပတ်လောင်းကြတော့မပေးဘူး။ရတာနဲ့ပြီးမရတာများတယ်လို့ဘေးတွဲတွေပြောလို့သိရပါတယ်ဟုတာကေတာမျိုးနဲ့အနော်မာတရက်ကွက်နေအိမ်အောင်ရှင်မတအုပ်ကပြောပါတယ်။ဘေးတွဲရင်များမောင်းတွင်ခွင်ကိုစစ်ကောမရှင်အုပ်ချုပ်ရေးပိုင်းကအချိန်မရွေးပိတ်ပင်၍ရကြောင်းတာကေတာမျိုးနဲ့အတွင်းရှိအုပ်ချုပ်ရေးမှုအချို့ကချင်းချောက်ပြီးမဲဆွဲပွဲလိုက်ရန်ခေါ်ယူနေကြောင်းလည်းသိရပါတယ်။တရားမဝင်ပါတီတို့၏မြေပြင်ဆင်းမဲဆွဲမှုကိုပြည်သူများကလုံးဝစိတ်မဝင်စားကြကြောင်းလည်း၎င်းကဆိုပါတယ်။ ဆက်လက်ပြီးစေအုပ်စုပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲတွင်ပါဝင်သူများကိုအရေးယူရန်မွန်ပြည်ဖက်ဒရယ်ကောင်စီကဒီဥပဒေနှင့်လှုပ်ထုံးလုပ်နည်းများရေးဆွဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အကြံဖတ်စေအုပ်စုကပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲတွင်ပါဝင်သူများကိုအရေးယူရန်ဒီဥပဒေနှင့်လှုပ်ထုံးလုပ်နည်းများရေးဆွဲနေကြောင်း Mostate Federal Council MSFC မှပြောရေးဆိုခွင့်ရှိသူတအူကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ3ရက်နေ့တွင်မွန်ပြည်ဖက်ဒရယ်ကောင်စီအကြံဖက်စစ်တပ်ပြုလုပ်ခြင်းပါမိန်တရားမဝင်အထူးရောင်ရွေးကောက်ပွဲအပေါ် မူဝါဒယက်တီချက် စာတမ်းကိုထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။အဆိုပါမူဝါဒယက်တီချက်စာတမ်းတွင်မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့်အကြံဖက်စစ်တပ်နှင့်စစ်ကောင်စီစစ်ကော်မရှင်ကိုအကြံဖက်စစ်အုပ်စုဟုမှတ်ယူမည်ဖြစ်ပြီး2025ခုနှစ်ဒီဇင်ဘာလတွင်၎င်းတို့ပြုလုပ်မဲ့ရွေးကောက်ပွဲတွင်လည်းဖက်စစ်လူရွေးပွဲဟုအမည်တွင်မိသားဖြစ်ကြောင်းပြောဆိုထားပါတယ်။ထို့ပြင်အကြံဖက်စေအုပ်စုပြုလုပ်မဲ့ရွေးကောက်ပွဲသည်အတူရောက်ရွေးကောက်ပွဲသာဖြစ်ပြီးနောက်ထပ်နှစ်ပေါင်းများစွာနိုင်ငံကိုစစ်ကြုံပြုရန် လက်နက်ကိုင်လူသက်လိုင်စင်ရယူရန်စစ်အာဏာရှင်စနစ်တည်မြဲရန်ရည်ရွယ်ပြီးကျင်းပတဲ့ရွေးကောက်ပွဲသာဖြစ်ကြောင်းမွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့်စစ်ကောင်စီမှပြုလုပ်မဲ့တရားမဝင်အထူးရောင်ရွေးကောက်ပွဲကိုရွေးကောက်ပွဲအကျိုးရွေးကောက်ပွဲကျင်းပစဉ်နှင့်ရွေးကောက်ပွဲအလွန်ကာလ၃ပါးစလုံးတွင်စန့်ကျင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်အတည်လင်းဖော်ပြထားပါသည်စီအိုစုကရွေးကောက်ပွဲမှာပါဝင်မဲ့သူများကိုအရေးယူနိုင်ဖို့ကျမတို့ဤဥပဒေနဲ့လှုပ်ထုံးလုပ်နည်းတွေကိုရွေးဆွဲနေပါတယ်။အ мян ဆုံးပြအောင်ရွေးဆွဲနေပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကတရားမဝင်ပါဘူး။ ဒါကြောင့်ပြည်သူများအားလုံးစန့်ကျင်ကြဖို့တိုက်တွန်းထားပါတယ်။နိုင်ငံတကာကလည်းအထူးရောက်ရွေးကောက်ပွဲဖြစ်ကြောင်းအတိအမှတ်မပြုတ်ဖို့ကိုလည်းသတင်းစကားပါကျင်ပါတယ်ဟု Moon State Federal Council MSFC မှပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ပြည်သူများအနေဖြင့်လည်းအကြံဖတ်စီအုပ်စုအထူးရောက်ရွေးကောက်ပွဲကိုကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြအရွေးခံခြင်း မိမိအတွက်ဖြစ်စေအစုအဖွဲ့တစ်ခုခုအတွက်ဖြစ်စေပုံကိုတူအတွက်ဖြစ်စေမဲဆွဲစည်းရုံးမှုပြုခြင်းမဲဆွဲစည်းရုံးမှုပြုတည်ကိုကုညီပံ့ပိုးခြင်းတို့အပါအဝင်အဆိုပါအတူရောင်ရွေးကောက်ပွဲအထမ်းမြောက်စေရန်ဓာတ်ရိုက်ဖြစ်စေသွေဝိုက်ရွေးဖြစ်စေတနည်းနည်းဖြင့်ပါဝင်ပတ်သက်မှုပြုခြင်းပံ့ပိုးကူညီမှုပြုခြင်းအားပေးခြင်းများမပြုလုပ်ရနှင့်ထိုးထိုးပြုလုပ်ပါကမွန်ပြည်ဖက်ထရယ်ကောင်စီ၏လုံထုံးလုံနီးများနဲ့အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း Monster State Federal Council MSFC မှပြောရေးဆိုခွင့်ရှိသူကဆက်လက်ပြောဆိုပါသည်